တရားစပယ်ကြမ်းကန့်တွေကနတ်ပြမတို့ရဲ့အစားတောက်ရာအစားအစာတွေကဘာတွေလဲပရိသတ်များအလုံးမဲမင်္ဂလာပါရှင်လူပုံတန်မြတ်တဲ့နတ်ပြည်ပြမပြည်ဆိုတာတွေက32ပုံရဲ့ဘယ်ရက်ဘယ်ဒေတာမှာရှိတယ်ဆိုတဲ့အကြောင်းကိုကျမတို့ရဲ့ channel မှာပြောပြခဲ့ပူပါတယ်အခုဒီခါမှာတော့တို့နေထိုင်ရာဒေတာမှာရှိတဲ့တို့သုံးဆောင်တဲ့အစားအသောက်တွေရဲ့အကြောင်းကိုဗုဒ္ဓစာပေကြမ်းကန့်တွေအရဆက်လက်ပြောပြပြီးတော့မှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ပြောချင်တာကတော့နတ်ပြည်ပြမပြည်မှာရှိတဲ့မြေအမျိုးအစားပါ လက်ပြေကမြေကြီးဟာလူပုံမှာရှိတဲ့မြေလို့ဖုံမုံပါတဲ့မြေမျိုးမဟုတ်ပါဘူး။ကြည်လင်တန်းစင်နဲ့အဆင်ရှိတဲ့ဖန်မြေမှန်မြေဖြစ်ပါတယ်။ဒီလိုမျိုးကြည်လင်တန်းစင်တဲ့မြေမှာနေထိုင်ကြတာကြောင့်လက်ပြမာရီရဲ့ခန္ဓာကိုယ်အသားရည်ဟာလည်းကြည်လင်ဝင်ပနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးခန္ဓာကိုယ်ရဲ့ကောင်းခြင်းတွေပြေးပွားနေတဲ့လက်ပြမာရီရဲ့အစားအသောက်နေထိုင်ပုံကလည်းထူးခြားမော်မြတ်လှပါတယ်။လူသားတွေအနေနဲ့စွမ်းရင်အပြည့်နဲ့လုံလုံနိုင်ဖို့အတွက်ဆိုရင်အစားအစာစားရပါတယ်။ ဒီလိုပဲနှက်ပြမာတွေဟာလည်းသူတို့နေထိုင်ရတဲ့နှက်သက်တန်းမှာကြာရှည်ရက်တည်နိုင်ဖို့အစားအစာရပြန်ပါတယ်။နှက်တွေဟာနှက်တုတ်တာလို့ခေါ်တဲ့အစီအနှစ်ပြေးွားတဲ့နှက်ဩဇာကိုအနှဲငယ်သာစားသုံးကြပါတယ်။ဒါပေမဲ့နတ်တုတ်တာဆိုတာကလူတွေစားသလိုကာဗွန်ပါတဲ့အစာမျိုးမဟုတ်ဘဲနတ်ခန္ဓာအတွက်အားဖြစ်နိုင်ပြီးအစွမ်းထက်တဲ့အစီအနှစ်တစ်မျိုးကိုသာစားကြတာဖြစ်ပါတယ်။ လူသားတွေကအစာစားပြီးတဲ့အခါမှာခန္ဓာကိုယ်အတွက်မလိုတဲ့ခါပုံကိုပြန်လည်ဆွန့်ထုတ်ကြပါတယ်။ဒါပေမဲ့နှက်တွေစားတဲ့အစာမှာခါပုံမပါတာကြောင့်ပြန်လည်ဆွန့်ထုတ်ဖို့လည်းမလိုအပ်ပါဘူး။ဒါကြောင့်နှက်သားနှက်သမီးတွေမှာအပေါ်လေးဆွန့်တာမျိုးတွေမရှိပါဘူး။နှက်တွေနဲ့မတူညီပဲတစ်မျိုးတစ်ပုံထူးဆန်းနေရကတော့ပြမရီရဲ့အစာအတောက်ဖြစ်ပါတယ်။ပြမရီမှာရုပ်ရှိပြီးနမ်းမရှိတဲ့ပြမရီရှိသလိုရုပ်မရှိပဲနမ်းသာရှိတဲ့ပြမရီလည်းရှိပါတယ်။ ဒီလိုမျိုးရုံဏံ क्वे ပြားနေရာကြောင့်သူတို့ဟာယောဝိတုအဟာရကိုမှမီဝဲကြပဲပီတိလို့ခေါ်တဲ့စိတ်ရဲ့ငြိမ်သက်အေးချမ်းမှုနဲ့သာတည်ရှိနေကြပါတယ်။ဒါကြောင့်မလို့မြမကြီးတွေရဲ့ခန္ဓာကိုယ်ဟာကြည်လင်ပေါ်ပါပြီးအင်မတန်မှနူးညံ့တိမ်မွေးလာတယ်လို့သိရပါတယ်။တချို့တွေကမြမတွေဟာအစားအစာစားစရာမလိုပဲတည်ရှိနေနိုင်ကြတယ်ဆိုတာကိုယုံတဝက်မယုံတဝက်ဖြစ်နေနိုင်ပါတယ်။ဒါကိုဝိပဿနာရှုမှတ်ပွားများနေကြတဲ့သူတွေကိုကြည်ချင်းအဖြစ်အဖြေကိုသိနိုင်ပါတယ်။ ဝိပဿနာတရားရှုမှတ်ကြတဲ့ယောဂီသူတော်စင်တွေဟာတနေ့လုံးမှာထမင်း၄ငါးလောက်လောက်စားပြီးစာလောင်မွတ်သိခြင်းမရှိကြပါဘူး။နှစ်ညသုံးညမဲ့အိပ်ပဲစိတ်လက်ကြည်လင်နေရကိုလည်းတွေ့ရပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့သူတော်စင်တွေဟာတမာဒီအထူးအာယုံအထူးကိုရရှိပြီးယုံနဲ့နံကိုပိုင်းခြားဆင်ကျင်နေနိုင်တာကြောင့်ပါ။ဒါကြောင့်မယုံတဲ့သူတွေအနေနဲ့မြတ်ဗုဒ္ဓရဲ့ဝိပဿနာတရားထူးကိုစမ်းပြီးတော့အားထုတ်ကြည့်စေချင်ပါတယ်။ဒါမှလည်းဗုဒ္ဓဘာသာရဲ့တချို့သောထူးခြားချက်တွေကိုလက်ခံနိုင်မှာဖြစ်ပါတယ်။ နတ်တွေပြမာရီနဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားချက်တခုလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့နတ်တွေမှာနတ်သားနတ်သမီးဆိုတဲ့လင်ကွဲပြချက်ရှိနေပြီးရောပြမာရီမှာတော့ပြမာတီပြမာမာတို့ရှိမနေပါဘူး။စာပေတွေထဲမှာပြောကြားချက်အရာကတော့နတ်တွေမှာလင်ကွဲပြမှုရှိရာကြောင့်ကာမကုံအာယုံ ခံစားမှုရှိကြပါတယ်။ ဒါပေမဲ့ဂျမရီမှာတော့ကာမဂုဏ်အာယုံခံစားမှုမရှိကြပါဘူး။ဂျမရီအလုံးဟာယောက်ျားတရံတွေသာရှိကြပြီးတော့သူတို့ဘုံနဲ့သူတို့ငိမ့်ချမ်းစွာတရှိနေကြပါတယ်။ပရိသတ်များအလုံးကိုစိတ်နှပြချမ်းမှချမ်းသာပြီးကကြီးတုံးပါမှကြော်လွားနိုင်ကြပါစေရှင်။